မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်စစ်မှုထမ်းဆောင်ခြင်းဟာအရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။စစ်မှုထမ်းဆောင်ခြင်းဟာအတွေ့အကြုံနဲ့စည်းကမ်းများစွာရရှိနိုင်မဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။မိမိတို့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်နေချိန်မှာလူငယ်တိုင်းဟာစွမ်းရည်များကိုရှာဖွေဖော်ထုတ်ဖို့အခွင့်အရေးရှိပါတယ်။စစ်မှုထမ်းဆောင်ခြင်းဖြင့်ကိုယ်ကာယလေ့ကျင့်ရေးစည်းကမ်းလိုက်နာရေး တာဝန်ရှိစေရေးနဲ့ခုခံကာကွယ်နိုင်တဲ့စွမ်းရည်များကိုကျွမ်းကျင်အောင် အာယုံဆိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။စစ်မှုထမ်းဆောင်ခြင်းဟာကိုယ်ရည်ကိုယ်သွေးအပြောင်းအလဲများကိုဥတီစေနိုင်ပြီးပုံမူကြန့်ခိုင်ကအလौတာဝန်များကိုပုံမူစူးစမ်းထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။နိုင်ငံသားတိုင်းဟာဒုတာဝန်အရေးသုံးပါးကိုထိမ့်သိမ်းဆောင်ရှားဖို့တာဝန်ရှိပြီးစစ်ပညာသင်ကြားဖို့နဲ့နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်တင်ပါတယ်။ မိမိတို့နိုင်ငံရဲ့ကာကွယ်ရေးအင်အားနဲ့မိမိတို့ပြည်သူလူထုရဲ့ကာကွယ်ရေးလုံခြုံရေးဆိုင်ရာစွမ်းရည်တွေကို ပြသနိုင်ဖို့အတွက်နိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်ဖို့လိုအပ်ပါတယ်။နိုင်ငံသားတိုင်းဟာဥပဒေပြဋ္ဌာန်းချက်များနဲ့အညီစစ်ပညာသင်ကြားရန်နဲ့နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်ရန်တာဝန်ရှိပါတယ်။ပြည်သူလူထုတရက်လုံးပါဝင်တဲ့ပြည်သူ့စစ်မဟာဗျူဟာကိုအကောင့်အထည်ဖော်ရန် နိုင်ငံသားတဦးတယောက်ချင်းစီတိုင်းမှာတာဝန်ရှိပြီးနိုင်ငံသားတယောက်ရဲ့တာဝန်ကိုခြေပွန်စေရန်စစ်မှုထမ်းဆောင်ကြပါစို့